တော့သူတို့ပြောချင်တာကပြင်မာမိကလေးဆိုလို့ရှိရင်လည်းမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစီခြင်းဘောเนาะအိမ်တော်မှုပြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းရယ်ကောင်းတယ်ကံမကောင်းလို့ရှိရင်လည်းမကောင်းဘူးဆိုတော့ဟိုတချို့ကြောင့်လည်းဒါခဏလေးနဲ့တွေ့ပြီးတော့ယူအားကြပြီးတော့တကယ်ယူအိမ်တော်ကြီးကောင်းတဲ့သူတွေလည်းရှိသလိုဟိုတခြားလေးမရွေးတခြားရွေးရင်တော့မှလေအိမ်တော်ကြီးဘက်ကမကောင်းကြရရရှိကြတာဆိုတော့ဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုတခြားလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိဘရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်ဟို ယူပြီးတော့မှဆိုလို့ရှိရင်ကြာပြန်ပြင်လို့မရတော့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အိမ်နောက်ဘက်ကိုရွေးချယ်ရတဲ့အခါဆိုလို့ရှိရင်တော့မရလို့မမြန်သေးချင်ပါဘူးလို့တည်တည်ချာချာလေးလေ့လာပြီးတော့မှပဲရွေးစီချင်ပါတယ်လို့ပြောချင်ပါတယ်။နောက်ပိုင်းကျတော့တော်တော်များအပြစ်ဟုတ်ပြဿနာတွေဖြစ်လာကြရဲဆိုအစပိုင်းတော့ကျတော့အကုန်လုံးကောင်းကြတယ်ယူပြီးမှအဲ့လူကြောင့်လည်းအနီးကနေပြီးသွားတဲ့အခါမှာသူ့ရဲ့အကျဉ်းဆိုးတွေပေါ်လာရှိရဲအချို့ကြောင့်ရှိရဲရည်စားပွားမှတော့လက်မပါကြဘူးယူပြီးသွားတော့မှအိမ်တော်ရဲ့အချမ်းမှုတွေအများကြီးတွေ့လာတဲ့အမျိုးသမီးတွေလည်းရှိကြတဲ့အတွက်ကြောင့်ဒါ အိမ်ထောင်ကြီးကထိထိုးသလိုပါပဲပေါ့နော်ဘယ်သူမှပြောလို့မရအဲ့ဒီတည်းကနေမှအရန်ကန်ကောင်းသွားကြတဲ့အမျိုးသမီးလေးတွေအတွက်ကတော့ဝမ်းသာပျော်ရွှင်ရအောင်ပေါ့ရှင်အော်သူတို့ကတော့စဉ်းစားတယ်စဉ်းစားရဆိုတာချက်တာဟိုလူလူရွေးပြီးတော့ပေါ့နော်အဲ့စဉ်းစားမဟုတ်ဘူးကိုဘဘအတွက်ကိုပဲကိုပြီးတော့စဉ်းစားတယ်ဟိုကိုချောက်ပေါ်ကိုရစ်တည်နိုင်တဲ့အိမ်ထောင်ပြုတ်ပြီးရဆိုရင်တော့လေဟိုအိမ်ထောင်ဘက်ကိုမိခိုးနေရမျိုးမဟုတ်ခဲနဲ့ကိုချောက်ပေါ်မှာပဲကိုရစ်တည်ပြီးတော့ကိုလုပ်ငန်းတစ်ခုနဲ့ဟိုနေနိုင်တဲ့အမျိုးသမီးတစ်ယောက်ကိုပဲသူကဖြစ်ချင်တာပေါ့နော်ဟုတ်ကဲ့အော်အဲ့လိုမျိုးတော့မရှိပါဘူးဒါအိမ်ထောင်ပြုတ်ဖို့ထိရောက်ဖြစ်ရတယ်ပေါ့စဉ်းစားသေးဘူးကိုရ ဲ့မိဘတွေကိုပဲဒါလောက်ကင်ကျွေးမွေးဖို့ ठी ပဲစဉ်းစားထားပါသေးရဲ့ဟုတ်အဲ့တော့မပြူသေးပါဘူးဇလန်းနဲ့မှာလားဇလန်းနဲ့မှာတော့မာယာရဲ့အချစ်ကအပြစ်မရှိပါဘူးဟိုမာယာကချစ်တဲ့တဲ့ ဆွတ်တဲ့တလို့လည်းအမျက်လဲကြည့်ရပေါ့နော်အမေဟိုပြက်သားရမယ့်အချိန်မှာလည်းမာယာကသူတင်ချာလေးကိုပြက်သားခဲ့တဲ့အတွက်ကြောင့်ဟိုမာယာအချစ်ကတော့ပြက်သားခဲ့ပါတယ်လို့ပြောချင်ပါတယ်အပြစ်မရှိပဲနဲ့လေဆိုတော့မမိုးနဲ့အရှိမောင်ကကျတော့တမီရောက်မဆက်ပုံစံမျိုးတရုပ်ဆောင်ခဲ့ဘူးတာရှိရဲကိုအောင်ရဲလင်းနေပေါ့အမေအဲ့မှာကျတော့တိတ်ပြီးတော့မစုံဖြစ်ခဲ့ဘူးဒါပေမဲ့ဒီကမှာကျတော့နေတိုင်းနေပါနေပါဘောနော်မမိုးနဲ့စုံပြီးတော့ရိုက်ခဲ့ရတာဆိုတော့လေသူတို့တွေကတော့အမှတ်တရလည်းဖြစ်ပါအမားနဲ့လည်းခင်မင်းရင်းနှီးမှုပို့ပြီးတော့ရခဲ့တာပေါ့ဟုတ်ကဲ့ ါပေါ့နော်ကိုယ့်ရဲ့တကယ်ဟိုစီနီယာဟိုအမတယောက်နဲ့လည်းတွေ့ရတယ်အတူတူလည်းရိုက်ကူးခွင့်ရတယ်ပြီးတော့ကိုသူချင်တာရယ်ဆိုလို့ရှိရင်လည်းမေးမြန်းခွင့်ရတယ်ဆိုတော့အတူတူကတော့ဒါကံကောင်းတယ်လို့ပြောရမှာပေါ့ရှင့်ဟုတ်ဟိုမမိုးကတီတီးဥဆောင်ပိုင်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းတင်ပေးရလေးရှိပါရဲ့အတူတူခုနပြောသလိုပေါ့ဟို ရမယ်စင်းလေးရှိရလေဟိုတူတူအတွက်ကကြတော့မမိုးလိုလူတယောက်ကိုရဲရမယ်ဆိုတော့ဟိုအားနာမိရပါတော့ဟိုကိုကဘယ်လိုမှမထီအောင်ရိုက်တက်တယ်ဆိုပေမဲ့လည်းဟိုလွယ်လွယ်မမချောင်းတစ်ခုခုများထိွားခဲ့လို့ရှိရင်မမိုးကတော့ဝင်မယူဆိုပေမဲ့ကိုဘက်ကတော့အတက်နိုင်ဆုံးအမားမရှိအောင်တော့ဟိုတရုပ်ဆောင်ရတာပေါ့လေအဲ့တို့ကြောင့်မမိုးကလည်းတင်ပေးရဲပိုက်လို့ရှိရင်တော့မလှအောင်ရိုက်တဲ့နီးလေးတွေရှိရလေအဲ့ဒါလေးတွေဥစောရောမမိုးတို့ကတခြားလေးဟိုတင်ပေးကြပါတင်ပြပေးကြပါရှင့်ဟုတ်ကဲ့ဟုတ် ဲဆိုလို့ရှိရင်ကြတော့လဲလို့ movie မှာကြတဲ့ scene တွေပေါ့အဲ့လိုရှိရပေါ့နော်အဲ့ scene တွေတိဥဆောင်တော့ဆိုဖြစ်ကိုဖြစ်ကံဖြစ်နေရပေါ့ကမမူဘဲနဲ့မူတဲ့ပုံစံမျိုးတိဥဆောင်ရတာဆိုတော့လေအဲ့လိုမူတဲ့ပုံစံနဲ့လောက်ရပြီးတော့ညွတ်တုနဲ့လည်းမူနေတဲ့ပုံစံမျိုးနဲ့ပြောရတာဆိုတော့ညနေဖြစ်ကိုဖြစ်ကံလေးဖြစ်တာပေါ့နော်အကိုနဲ့ပြောအဲ့ဟာလေဟိုရိုက်ခွေးစတာရဲ့3 4 5ရက်လောက်ပဲရှိသေးရဲ့ဆိုတော့အရင်မရင်းနှီးသေးတဲ့အချိန်တွေဖြစ်နေရဟိုနောက်ပိုင်းကျတော့လေအကိုနဲ့ကကျတော့ဒါဟိုမောင်နှမကြီးတို့ရင်းနှီးသွားရခါကျတော့လေဟိုဘဲဆင်းမဲ့ရရရရပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့ပါပဲရှင်ဟုတ်ကဲ့ မင်းမာယာကိုတကယ်ပဲချစ်သွားနိုင်မလားတလဲရောစိတ်ပြန်လဲလာမလားဆိုတာမဆောင်ကြည့်နေပါဘူးခုတော့မင်းတို့ကရှုံးပေးလိုက်ပါပြီအဲ့လိုကြီးတော့လည်းမဟုတ်ပါဘူးညောင်စလုံးတော့အဲ့ချိန်မှာမူးနေကြတာဆိုတာလေဟိုအတန်လေးတရားလို့ညွတ်တွတ်လေးပေါ့ဟိုကလည်းမာယာဟိုကဆုံးမှုပဲအဲ့လိုလေးလောက်ပါပဲမာယာကိုရမ်းချစ်တယ် သူခံယူထားတဲ့အချက်ကတော့ဟိုအချက်ကအချက်မှပြခုနကပြောစလို့ပဲနော်ဟိုတကယ်အချက်ဆိုတဲ့အရာကြီးမှအပြည့်ရှိသွားတာမဟုတ်ဘူးလူတယောက်လူတယောက်ချင်းစီကနေမှအချက်ကိုသတ်မှတ်ထားတဲ့စံနှုန်းတွေပါမူတည်ပြီးတော့အချက်ကကောင်းတယ်မကောင်းဘူးဖြစ်သွားတာပေါ့နော်ဟိုသစ္စာရှိရဲ့လူတယောက်အတွက်ဆိုလို့ရှင်တော့ဒီအချက်ကကောင်းမွန်တဲ့အချက်ဖြစ်တယ်သစ္စာမရှိဘူးဟိုပွေလီတယ်ဆိုတော့ကိုစိုးမိုးလိုလူမျိုးဆိုလို့ရှင်တော့ဒီအချက်တွေကတော့အပြည့်ရှိရဲ့ပေါ့တော့ကိုရဲ့လူတယောက်ချင်းစီရဲ့စိတ်သက်ပိုင်းဆိုင်ရာနဲ့ပဲဆိုင်တယ်လို့တို့ကတော့ပြောချင်ပါတယ်အချက်ကတော့လေဟုတ် ငါကညို့ဘာညာပြောပြရအောင်ပါလေမင်းကမာယာရောကလျာရောတိမ့်မိုက်ချင်တယ်ကောယောက်ျားတယောက်ကိုအောက်ကျခံပြီးမျက်ရည်ကထိုးပဲတဲ့မှာငါမပောက်ဘူးအော်မင်းဘာလဲဒါပြောနေရတယ်ကလျာမာယာဆောမစစ်တေးရစတဲ့အာဒီကောင်ယောက်ျားမှာငါဘယ်လိုနှလုံးသားနဲ့ချိန်ဟမ် ဟိုဇလန်းလဲမှာဆိုလို့ရှင်တော့ဒီဘဲအိမ်အောင်ရေးမှုဆိုပေါ့အစာပိုင်းမှာတော့ဒါတာယာကြရတယ်လို့ပြောလို့ရတယ် နောက်ပိုင်းမှာကျတော့အမကဒီဘာယာတယောက်အနေနဲ့ပြောရမယ်ဆိုကိုစိုးမို့ကိုရွေးချယ်လိုက်တာအရန်စောသွားတာပေါ့သူသူချာချာကိုမလေးလာပဲနဲ့ဒါရွေးချယ်လိုက်မိရဲ့အတွက်ကြောင့်နောက်ပိုင်းမှာကိုရွေးချယ်ခဲ့တဲ့အင်တောင်ဘက်ရဲ့အကျဉ်းစိုးတွေပေါ်လာတယ်အသူရဲ့ဇလန်းတွေစီးလာရတဲ့အခါမှာမာယာတယောက်ကဒါသူတော့ကတွေများလာတာပေါ့နော်အဲ့လိုပုံစံမျိုးလေးအနေနဲ့လေအင်တောင်ရှင်မတယောက်အနေနဲ့လေတရုပ်ဆောင်ထားတာပေါ့နော်အဲ့တော့သူတို့ပြောချင်တာကအပြင်မှာမိကလေးဆိုလို့ရှိရင်လေမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစီချင်ဘူးပေါ့နော်အင်တောင်မှုပြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းရဲက ောင်းတယ်ကံမကောင်းလို့ရှိရင်လည်းမကောင်းဆိုတော့ဟိုတချို့ကျတော့လည်းဒါခဏလေးနဲ့တွေ့ပြီးတော့ယူသွားကြပြီးတော့တကယ်ယူအင်တော်ကြီးကောင်းတဲ့တွေလည်းရှိသလိုဟိုတိချာလေးမရွေးတိချာရွေးရင်တော့မှလေအင်တော်ကြီးဘက်ကမကောင်းကြရကြီးရှိကြတာဆိုတော့ဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုတိချာလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိပါရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်ဟို ယူပြီးသွားမှဆိုလို့ရှိရင်ကြပြန်ပြင်လို့မရတော့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အိမ်နောက်ဘက်ကိုရွေးချယ်ရတဲ့အခါဆိုလို့ရှိရင်တော့မာယာလိုမျိုးမမြန်စေချင်ပါဘူးလို့တည်တည်ချာချာလေးလေ့လာပြီးတော့မှပဲရွေးစေချင်ပါတယ်လို့ပြောချင်ပါတယ်။အဲ့လိုလေဘယ်နှစ်ဘယ်နှစ်ဘယ်နှစ်မိုးရယ်လို့တော့စဉ်းစားထားမယ်လို့တော့မဟုတ်ဘူးပေါ့နော်။ဟိုဒီလူနဲ့တွဲချင်မယ်တွဲလို့မှကိုယ်နဲ့အဆင်ပြေကိုမိသားစုနဲ့အဆင်ပြေဆိုလို့ပြီးတော့ဒီ ဘယ်လိုပြောမလဲကိုယ့်ရဲ့ရည်မှန်းချက်တွေအဓိကပြည့်ဖို့ပဲလိုတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြစ်ချင်တာတွေဟိုဖြစ်နိုင်တဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်သေချာလေးကိုရည်တည်နိုင်ပြီဆိုတော့မှပဲအိမ်တော်ပြုမယ်လို့သူကတော့စဉ်းစားထားပါနောက်ပိုင်းကျတော့တော်များအပြစ်ဟိုပြဿနာကြီးဖြစ်လာကြရဲဆိုတော့အစပိုင်းတော့ကျတော့အကုန်လုံးကောင်းကြရဲယူပြီးမှအဲ့လူကြောင့်လည်းအနီးကနေပြီးွားတဲ့အခါမှာသူ့ရဲ့အကျင့်ဆိုးတွေပေါ်လာရှိရဲအထုကြောက်ရှိရဲရည်စားပွားမှတော့လက်မပါကြဘူးယူပြီးွားတော့မှအင်တော်ရဲ့အချမ်းမှုတွေအများကြီးတွေ့လာရဲအမျိုးသမီးတွေလည်းရှိကြရဲအတွက်ကြောင့်ဒါ ိမ်ထောင်ကြီးကထိထိုးသလိုပါပဲပေါ့ဘာလို့မှပြောလို့မရအောင်အဲ့တည်းကနေမှအရန်ကန်ကောင်းသွားကြတဲ့အမျိုးသမီးလေးတွေအတွက်ကတော့ဝမ်းသာပျော်ရွှင်ရအောင်ပေါ့ရှင်အဲတတိယကတော့စဉ်းစားတယ်စဉ်းစားရဲဆိုတာချက်တာဟိုလူလူရွေးပြီးတော့ပေါ့နော်အဲ့စဉ်းစားမဟုတ်ဘူးကိုဘဝအတွက်ကိုပဲကိုပြီးတော့စဉ်းစားတယ်ဟိုကုချောက်ပေါ်ကိုရည်တည်နိုင်တဲ့အိမ်ထောင်ပြုတ်ပြီးရဲဆိုရင်တောင်ကလည်းဟိုအိမ်ထောင်ဘက်ကိုမိခိုနေရမျိုးမဟုတ်ခဲနဲ့ကုချောက်ပေါ်မှာပဲကိုရည်တည်ပြီးတော့ကုလုပ်ငန်းတစ်ခုနဲ့ဟိုနေနိုင်တဲ့အမျိုးသမီးတယောက်ကိုပဲသူကဖြစ်ချင်တာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးတော့မရှိပါဘူးဒါအိမ်ထောင်ပြုတ်ဖို့ထိရအခုချိန်ကျတော့စဉ်းစားသေးဘူးကိုရဲ့ မိဘတွေကိုပဲဒါလောက်ไก่ကျွေးမွေးဖို့ထိပဲစဉ်းစားထားပါသေးရဲ့ဟုတ်အနားမပြူသေးပါဘူးနေပါသေးတယ်အဲဘယ်လိုပြောမလဲ ခုချိန်ထိကတော့စူးစမ်းနေရတော့မှာပဲဟိုအင်တောင်အင်တောင်ဘက်ကိုတော့ယူယူဖို့အင်တောင်ပြုတ်ဖို့ထိကတော့မစူးစမ်းဟာသေးဘူးဟိုယူပြီးရှင်လည်းယူဖြစ်မယ်မယူပြီးရှင်လည်းမယူဖြစ်ဘူးပေါ့ဒါကဘယ်ရမ်းမပြောလို့မရအခုမယူသေးဘူးဆိုပေမဲ့လေကိုဘွားအတွက်တကယ်ကိုစိတ်ချလို့ရရသူတွေ့လာပြီဆိုလို့ရှိရင်မနေ့ကလည်းယူပြီးသွားရင်ဖြစ်မယ်နေ့ကရောင်းမှုထိလည်းယူပြီးရင်လည်းယူဖြစ်သွားမယ်ဒါပေမဲ့အခုချိန်ထိကတော့ယူဖို့ထိတော့စဉ်းစားထားတာမျိုးမရှိသေးပါဘူးလို့အလုပ်တွေပဲစိတ်ချလုံးမယ်ပေါ့နော်ကိုတက်ကိုကိုအင်တောင်ပြုတ်ဖို့အတွက်အခုချိန်ထိငယ်သေးတယ်လို့ပဲခြေနေရပြဿနာတစ်ခုပေါ့နော်ကြောက်တယ်အာလူဝိမားပြီဆိုလို့ရှိရင်က မီးသားဘွားမှာပြဿနာမရှိဘူးလေတမီးသားဘွားမှာကအမတို့မိခလေးတွေကလူရွေးမှားခဲ့ရဆိုရင်တော့မှနောက်တစ်ယောက်ပြောင်းပြီးတော့ချစ်ခွင့်ရှိရချစ်လိုက်လို့ရတယ်ဟိုရီးစားများတယ်ပဲနာမည်လေးဖြစ်သွားမှာဒါပေမဲ့အိမ်တော်ဘက်ကျတော့တည်မှာကိုယူပြီးတော့ပါဒီလူကမကောင်းတော့နောက်တစ်ယောက်ပြောင်းယူရဆိုရင်ကျတော့မကောင်းတော့ဘူးဆိုတော့လူရွေးမှားမှာကိုအရန်ကြောက်ပါရဲ့လို့ပဲမိခလေးမဆိုပါလေအိမ်တော်ဘက်ကောင်းတဲ့ပဲတွေ့ချင်းချတာပါပဲဟုတ်ဆိုတော့ဆစ်ဆစ်ပြီးတော့ဆွေးတယ်မှာပါအဲခုနပြောခဲ့သလိုပေါ့ဆီစစ်တယ်ဟိုစိတ်ချလေးပေါ့ကို့ဘောကောင်းလားကုမိသားစုဘောကောင်းလားဘယ်လိုမျိုးဆက်ဆံလဲပေါ့ ိုယ်ပေါ်မှာစေတနာရှိလားမေတ္တာရှိလားဟိုဘယ်လိုဆက်ဆံလဲပေါ်မူတည်ပြီးတော့ပဲကြည်ရပါတော့เนาะဟုတ်ဟုတ်ကဲ့ပါရှင်အချက်မှာအပြည့်ရှိပြီဆိုရယ်ဇလန်ဒရဲယိုမဟာ application မှာဒါ၄ရက်ပေါ့เนาะတနင်္လာပုံတွေဟိုတောက်ကြစနေတိုင်းဟိုမနက်9နာရီဆိုတာနဲ့တင်ထားပါပြီလို့တိုက်တဲ့အချိန်ဝင်ကြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်โอเคကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ